ဒီနေ့တော့စီးပူးမှာတမိတာဆုလုံးမှုအစားမှာအစိတ်တင့်ပြီးကိုယ်ဝန်ဆောင်မှုခင်ပါဝင်နှစ်ဦးတည်ဆုံနေတဲ့တဲ့ကော့ဂရိတ်မြို့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်အမျိုးသားတို့ဦးတည်ဆုံရတဲ့တဲ့လော်ဘီတာမှာစစ်ကောင်စီကကုန်တဲနှစ်ဦးကိုဖမ်းဆီးပြီးငွေသိန်း80နဲ့အလဲအလဲလုပ်ရတဲ့စရိုက်ဖရယ် FN ရဲ့နေဆက်တဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့တဲ့တွေကိုကြားရမှာပါ။ ချန်ပီနယ်တောင်ပိုင်းအလေကရန်ဒေတာကဆစ်ရှောက်တဲ့နေရာမှာသမိတာဆုလုံးမှုအစားမပြီးကိုုံကို6လရှိနေတဲ့ကိုုံဆောင်မိခင်နဲ့သူ့ရဲ့သားအကြီးတည်ဆုံခဲ့တယ်လို့တည်ဆုံသူကိုုံဆောင်အမျိုးသမီးရဲ့အတော်တော်ဆက်သူက Federal FM ကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လနေ့ညနေပိုင်းမှာအဆိုပါကိုုံဆောင်နဲ့သူ့ရဲ့သားအကြီးအပါအဝင် သမိတာဆုလုံးမှုစားမိပြီးအစိတ်တင်တာကြောင့်စီဘူးစေယုံမှာတွားရောက်စီကူတာခဲ့ကြပါရယ် ဆေးကုသမှုခံယူနေရဲ9ရက်မြောက်နေ့မှာကိုဝန်ဆောင်မိခင်တည်ဆုံသွားပြီး6ရက်နေ့မြောက်မှာတော့တာကြီးတည်ဆုံသွားတာဖြစ်တယ်လို့သိရပါတယ်တိစုံသူတွေရဲ့မိသားစုထဲကကြန့်ရှိနေတဲ့အမျိုးသားဖြစ်သူနဲ့အသားငယ်ကစေကူတမှုခံယူပြီးအခုလက်ရှိမှာတက်တာနေပေမဲ့ခက်မဲမရသေးတဲ့အခြေအနေဖြစ်နေတယ်လို့သိရပါဗျ။ကရင်ပြည်နယ်ကော့ကရိတ်မြို့အတွင်းကမြောက်ကမရိုက်ကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီးအမျိုးသားတဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇွန်လ12ရက်ညနေ4နာရီဝန်းကျင်လောက်မှာခလာယာ946တပ်ကနေ60မမလက်နေကြီးတုံးလုံးနဲ့မြောက်ကမရိုက်ကျေးရွာကိုပစ်ခတ်ခဲ့တာလို့သိရပါဗျ။သေးဆုံးခရသူဟာအသက်59နှစ်အရွယ်ကျေးရွာရဲ့ဒေသခံဦးနေမြင့်လို့သိရပြီးစစ်ကောင်စီကပြစ်လိုက်တဲ့လက်နက်စရီကစီးအိမ်နဲ့ဦးကိုထိခဲ့တာလို့ မူပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ပြန်ကြားရေးတာဝန်ခံသူကဖရဲ FM ကိုပြောပါရယ်။ဦးနေမြင့်ကိုဆေးရုံကိုပို့ဆောင်နေစဉ်လမ်းမှာကွင်လွန်သွားခဲ့တာလို့သိရပါရယ်။ ကရီနီပြည်နယ်လိုက်ကော်မြို့အရှိဖက်ရှိလော်ပိတာကြီးရွာအုပ်စုမှာစစ်ကောက်စီက ကုတ်တင်အူးကို စစ်ဆေးဖမ်းဆီးပြီးငွေညစ်ကငွေသိန်း80ပေးမှပြန်လွှတ်လိုက်တယ်လို့ဖမ်းဆီးခံရသူအမျိုးသားတို့က Federal FN ကိုပြောပါရယ်ပြီးခဲ့တဲ့ဇေယျနေ့မှာစစ်ကောက်စီတပ်သားအူးကအစိုးပါကုတ်တင်အူးကိုဒီမော့ဆိုကနေလော်ပိတာကိုကုံတွေဝယ်ယူတင်သွင်းတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့တာပါအဖမ်းခံရတဲ့ပြည်သူလူဦးဟာအသက်35နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်40ကျော်အမျိုးသမီးတဦးဖြစ်ကြပြီး အဖမ်းခံခဲ့ရတာကြောင့်ရော်ကျေးအပါဝင် ကုန်ပစ္စည်းနဲ့ကားတန်ဖိုးစုစုပေါင်း3900နီးပါးဆုံးရှုံးသွားတယ်လို့သူကဆိုပါတယ်။စစ်ကောက်စီတပ်သားတွေကတာမန်အရက်တော်ဝဆရင်ကိုဝဆင်ပြီးတော့လမ်းသွားလမ်းလာပြည်သူတွေနဲ့ကုန်ကားတွေကိုဖမ်းဆီးနေတယ်လို့လည်းသိရပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ အစရိယအီရန်နိုင်ငံပေါ်အကြီးမားဆုံးစစ်ရေးတိုက်ခိုက်မှုအပြီးမှာအီရန်နိုင်ငံကမနေ့ကတောက်ကြနေ့ညမှာအစရိယကိုပြန်လည်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအစရိယနိုင်ငံရဲ့အကြီးဆုံးမြို့နှမျိုးဖြစ်တဲ့ဂျေရုဆလင်နဲ့တဲလ်အဘီမြို့တွေမှာပောက်ကွဲတန်နေကြခဲ့ရပါတယ်။အီရန်ကမဆိုင်တုံးကြီးတရာနီးပါးကိုပစ်ခတ်ခဲ့ပြီးအများစုကိုအစရိယစစ်တပ်ကပြစ်ချနိုင်ခဲ့တယ်လို့ထုတ်ပြန်ပြီးအမေရိကန်စစ်တပ်ကလည်းအစရိယကိုကူညီပြီးအီရန်ရဲ့မဆိုင်တုံးတွေကိုပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ အစ္စရေးနိုင်ငံရဲ့မီဒီယာဖြစ်တဲ့ Channel 12တင်ဌာနကတော့အီရန်ရဲ့တိုက်ခိုက်မှုကြောင့်လူနုဦးပြင်းပြင်းထထန်ဒဏ်ရာရခဲ့ပြီး၈ဦးအလက်အလက်ဒဏ်ရာရခဲ့ကြောင်းနဲ့34ဦးသေငယ်တဲ့ဒဏ်ရာရခဲ့ကြောင်းကြေညာထားပါတယ်။အီရန်နိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားလှယ်ကအစ္စရေးကအီရန်ကိုပစ်ခတ်မှုအတွင်း၁၀ဦးစီအရာရှိအပါအဝင် လူ88ဦးတိစုံခဲ့ကြောင်း ပြည်သူ320ကျော်ဒဏ်ရာရရှိခဲ့ကြောင်းပြောကြားခဲ့ပြီးအီရန်ဘက်ကအစ္စရေးပေါ်လက်တုပ်ပြမှုကအလွန်နာကျင်စရာကောင်းမယ်လို့လည်းခြိမ်းခြောက်ထားပါဗျ။ဒီသတင်းကိုရိုက်တာတင်ဌာနကကိုးကားဖော်ပြထားတာပါ။ အခုလဇွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံကနေအင်္ဂလန်နိုင်ငံကိုပြန်တန်းလာတဲ့ Air India လေကြောင်းလိုင်းကလေယာဉ်ဟာအိန္ဒိယနိုင်ငံကနေပြန်တက်လာပြီးမကြာခင်မှာပဲစီးကြောင်းတကြောင်းပေါ်ကိုပြတ်ကျခဲ့ပြီးလေယာဉ်ပေါ်ကခရီးသည်140ကျော်နဲ့စီးကြောင်းကလူ20ကျော်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး Air India လေကြောင်းလိုင်းနဲ့အိန္ဒိယအစိုးရကလေယာဉ်နဲ့စက်ပစ္စည်းတွေနဲ့လေယာဉ်ပြန်တန်းတဲ့စနစ်ကိုစစ်ဆေးနေတယ်လို့သိရပါဗျာ လီယင်ပြစ်ကြတဲ့အထဲမှာအင်္ဂလန်နိုင်ငံသားအမျိုးသားတဦးသားအသက်ရှင်ကျန်နေခဲ့ပြီးလီယင်မမီလို့လီယင်ပေါ်မတက်လိုက်ရတဲ့အကြောင်းသူအမျိုးသမီးတဦးလည်းရှိခဲ့ပြီးတော့ပြစ်ကြလီယင်ကနေလီယင်ကအဖြစ်ပြက်တွေကိုမှတ်တမ်းတင်ထားတဲ့ black box တစ်ခုရပြီလို့သိရပါဗျ။ပြစ်ကြတဲ့လီယင်ပေါ်မှာအိန္ဒိယနိုင်ငံသား160ကျော်အင်္ဂလန်နိုင်ငံသား90ကျော်နဲ့ပေါ်တူဂီနဲ့ကနေဒါနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပါဗျ။ဒီသတင်းကိုလည်း writer သတင်းဌာနကကိုးကားဖော်ပြထားတာပါ။ တောင်ကိုရီးယားနိုင်ငံဒီမိုကရက်တစ်ပါတီ DP ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြည်သူတွေကိုမြောက်ကိုရီးယားကိုစစ်တင်တဲ့ဆလွာတွေကိုလင်းရင်နဲ့ကျေးချောက်မဲ့အစီအစဉ်တွေမပြုလုပ်ဖို့နဲ့တမဒလီဂျေမြောက်အစိုးရဟာပြည်သူဘေကင်းလုံချွေးနဲ့အကျိုးစီးပွားတွေကိုဦးစားပေးဆောင်ရွက်ဖို့မျှော်လင့်ကြောင်းပြောပါရယ်။တောင်မြောက်ကိုရီးယားနဲ့ဆက်မှာတောင်ကိုရီးယားဘက်ကအတန်ထုတ်လွှင့်နေတာတွေကိုရက်လိုက်တဲ့အချိန်မြောက်ကိုရီးယားဘက်ကလည်းအတန်ချက်ဆက်တွေနဲ့ဆူညံတာတွေရက်သွားတဲ့အတွက် ဒီလိုဖြစ်ရဟာနိုင်ငံသားငယ်ချမ်းစေဖို့ကြိုးစားမှုဖြစ်မြင်တယ်လို့ဒီမိုကရက်တစ်ပါတီပြောခွင့်ရကင်ဆန်ဟိုက်ကပြောပါရယ်။တောင်နှင်းမြောက်နိုင်ငံအကြအခုလိုပိနိပခနဲ့ရန်ဆောင်မှုတွေမကြာခဏဖြစ်သက်ပြီးနိုင်ငံလေပိုင်နဲ့ကို drone တွေမိုးပြန်ပူပေါင်းတွေနဲ့မကြာခဏကျူးကျော်လေးရှိရတဲ့အခုလိုမြောက်ကိုရီးယားစင်ကြီးစာရီကျေချတာကလည်းလေပိုင်နဲ့ကျူးကျော်မှုဖြစ်လို့ဒါမြင့်ထားတာဖြစ်ပါရယ်။ဒီတဲ့ရင်ကို KPS တည်င်းဌာနကိုကိုးကားဖော်ပြထားတာပါ။ ဒီနေ့ဇွန်လ14ရက်ဖရက် FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်မအင်းနီပါရှင်